အားလုံးပဲမင်္ဂလာပါရှင်။မောင်နှမမမ YouTube Channel လေးကနေမြွှေချွေးစွာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အညိုကဆရာရီအေးရေးသားထားတဲ့ဝိထုတူလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်။ကျွေးတင်ခြင်းအခန်း1အင်းအမေအကျွေးတွေကတော့ရှင်သာရိပုတ္တရာမှာပဲရေးတွက်နိုင်တော့မယ်ထင်ပါရဲ့။ ဘီအေတော်ဟုပွဲတပ်ပုံကိုပိုက်ပြီးခမော့မော့လေးတက်ကတူမှပြန်လာသည့်စပယ်လိုင်းသည် သူ့အမေဤဤညူတန်ကိုကြားလင်ကျေစရာပြောသည်ဟုထင်ကတဟာဟာကျဲဤ အမဲအမိကစကားကြွယ်သားပဲခုလေစိတ်ထဲမှာမိခင်ကိုအမတ်ပေးလိုက်သည်သည်သို့သောရက်အနေငယ်များကြာလင်မှု သူအမိသည် ထိုစကားကိုရက်စရာအဖြစ်ပြောခြင်းမဟုတ်မှန်တည်လေသည်နေညာမပြတ်တန်ဝင်လိုက်ထွက်လိုက်လာနေကြသောကြွေးတောင်းသူများသည် အရှင်သာရိပုတ္တရာကိုတော်မြတ်ပင်ရည်နိုင်တွက်နိုင်အံမထင်သူအမိသည် အိမ်ခန်းထဲတွင်ခန့်ရှူရှူပုံနေပြီးဇနစ်သမီးအငယ်မအားအမေမရှိသေးဘူးရှင့်ဟုပြောခိုင်းသည်လည်းရှိ၏မရှိသေးလို့ဗာမမြင်ရဲ့နောက်တလဆက်ဆက်ပေးပါမယ်ဟုသူ့အမေကိုယ်တိုင်ညနာအောင်ချပြီးထွက်ရှင်ရသည်လည်းရှိ၏စပယ်လိုင်းသည်ကျွေးရှင်တယောက်လာတိုင်းရှင်ကနေဖိန်ကနေဖြစ်လျက်စိတ်ထဲကမူဖျားရည်ဒီလောက်များတဲ့အကျွေးတွေဘလို့တင်သွားပါလဲဟုရေရွသည် ။ဆဘယ်လိုင်ဤအမေကမူထိုမီးကွန်းကိုကြားလင်မတိတတ်တော့ပါဘူးတမီးရဲ့ဟုခက်လေးလေးဆိုသည်။ခနဲ့မတိတတ်ရမှာတော့ဟုသူတမီး BA မကနှုတ်ခမ်းဆူသည်ကိုမြင်မှ2008ခုနှစ်ကအမေတို့ဆန်တွင်ရှုံးပါကောတမီးရဲ့ ခုမပွင့်တပွင့်ပြော၏စပားတွေအကျွေးရလို့ဝင်လိုက်ရလက်ထဲရောက်မှဈေးကျသဖြင့်ရှုံသည်အဲ့ဒီအကျွေးတွေကကျွေးဖို့ကိုသမီးရဲ့ဒီတော့နောက်နေ့ရောက်တော့မဖြစ်မနေဆက်ရရောအဲ့ဒီအတွက်ဆက်ဖို့ဆိုပြီးစပားအကျွေးဝယ်ပြီးရောင်းဆက်လိုက်တာပြီးခါမှဈေးတက်တဲ့လေအဲ့ဒီလိုမျိုးဖြစ်တာကနှစ်နှစ် သူအမေကပြောရင်တဟင်းဟင်းအသက်မပါစွာရှည်သည်စပယ်လိုင်းသည်နှုတ်ခမ်းကြီးပို့ဆူလာပြီးအေဒီတော်ဟုဆို၏သူအမေသည်ရှုခနဲ့အသက်ကိုဝါအောင်ရှူ၏ကြားတဲ့လုပ်ငန်းကိုင်ငန်းကအဆင်မပြေတော့ရှိတဲ့အရင်လေးကိုဟိုလက်ဒီဖက်နဲ့စားစရိတ်လေးပါနေစရိတ်လေးပါပြီးတော့တမိချောင်းစိတ်ကလည်းတတိတိနဲ့ထောင်းဆိုတော့ဟုခတ်တူတူဆိုသည်နောက်ဆုံး အားလုံးပေါင်းလိုက်ရင်တော့တရာနီးနီးလောက်ရှိမယ်ထင်ပါရဲ့မတိတတ်တော့ပါဘူးတမီးရဲ့ဟုသူ့အမေကစကားသိမ့်ချိန်တွင်စပယ်လိုက်သည်မိကျောများထောင်သည့်အထိပါဇက်ကိုတင်းတင်းစီကတိတ်ဆိတ်နေသည်ထို့နောက်မိခင်ကိုအပြစ်တင်လိုဟန်ကြည့်မိလင်နဘောင်းဟောင်းလာမြင့်စီတယ်မလက်တုပ်တပွဲနွမ်းလာဖက်လာသည့်အမေကိုမြင်ပြီးကောင်းပြန်ငုံ၏အတန်ကြာမှအမေဆန်ကူးတာကရောဟုမေသည်မိခင်မှာ ဒီမိုကရေစီရတဲ့ဆိုကတဲ့ကတိုက်ပွဲတွေကဖြစ်တော့တရုတ်ပြည်ဘက်လမ်းကမပေါ့မော်ရီကလည်းပိတ်လိုက်ဖွင့်လိုက်ဒီတော့အစံလဲကောင်းကောင်းမြတ်တယ်မရှိပါဘူးတမီးရဲ့ဟူသောဖြည်တန်ကြားလင်မှုဝန်ကနေထိုင်ရမှထပြီးအခန်းထဲသို့ခြေဆောင်ကဝင်သွားတော့၏ကနဦးသုံးလေးရခန့်သည်စပယ်လိုက်အတွက်ငရဲကြသလိုထင်၏ညနေနေဝင်လင်အမောင်သည်ပုံမှန်အတိုင်းရောက်လာ၏သူအဖိုးကအိပ်၍မရအမောင်ကြီးတဲ့တွင်လူရင်းလက်ရင် ်တပြင်းတခြားခြားရှိ၏။ဘီကံမမိခင်ဤဟောက်တန်တဲ့တဲ့ကိုကြားနေလူသည်ပို၍စိတ်တူလာသလိုဖြစ်သည်။နေခင်းကြီးထမင်းစားနှင့်လည်းသူမအဖိုးကလေချောင်းထဲတွင်တခုခုတင့်နေသလိုလို့ ကောင်းတာသမီးရဲ့ဒီအချိန်ဟင်းနဲ့ငစင်နေချက်လေးကလိုက်ချက်အမေဖြင့်စားလို့ကောင်းလိုက်တာသမီးကထမင်းထက်ထဲပါအောင်လားဟုသူအားထမင်းထက်ထဲဖို့ပြောနေတော့မိခင်ကိုမျက်ဆောင်တထူထူစိတ်ထဲတွင်အကျွေးအကျွေးအကျွေးဟုတယံမလက်ရှိနေပြီးမရှင်ပြတညနေမိခင်နဲ့မျက်နှာချင်းဆိုင်ဆုံးမိစဉ်ဘနဲ့အမေတို့ညာအိတ်နိုင်စားနိုင်တော့ဒီလောက်အကြီးတွေအများကြီးနဲ့ ညာမပူမပင်ဟုစူစူပူပူရွမိသည်ပြီးလင်အမေကမစားမအိတ်တော့လဲအကျွေးကကြည်သွားမှာမှမဟုတ်တာတမီးရဲ့ကိုသားနေမကောင်းဖြစ်မှာကိုဟုခက်အေးအေးဆိုလင်ပါပြန်ပြောရမယ်မှန်းမသိငါရဲ့တပတ်ခန့်ရှိလင်မူဇပယ်လိုက်သည်သူ့အမေကဲ့သို့ပင်စားနိုင်အိတ်နိုင်ပြန်ဖြစ်လာပြီး အော်တွေးထူတော့မဘူးတန်းထူတော့မရဆိုတာဒါမျိုးထင်ပါရဲ့ဟုတွေးမိ၏သို့သောစိတ်ထဲမှရှိနေသည့်ကြွေးကြည့်အောင်တော့တခုခုလုပ်ရမှာပဲဟုသည့်အတွေးကမပြောက်ပြဲငါကအကြီးဆုံးသမီးပွဲလဲရပြီဒီတော့ဟူသောအတွေးမြင်ကြောင့်စပယ်လိုက်သည်သူကောင်းပေါ်တွင်လေးပင်လာသည့်အထုပ်တထုပ်ရွက်ထားပြီးတကယ်သူခံစားနေရလေ၏အခန်းနှင့် ကနဦးတွင်စပယ်လိုက်သည်ဘာလို့ရမည်မှန်းမသိအင်ကိုတပတ်ပြီးတပတ်ပတ်သည်အင်းရောင်းစားလို့ရတာရောင်းစားလို့ရတာဟုပါဇက်ကတတူတူရွတ်ပြီးခေါင်းအထက်တွင်ခရမ်းချင်းသီးမဲ့တပွဲနီတီတီရှိနေသည်လက်စစ်မီကိုမျက်ဆောင်ထူ၏လာလိုက်ရလိုက်ဖြစ်နေသောစီပင်တရားကပေးသည့်ရီမီတာကိုဝိတ်ခနဲကြည့်၏ပြီးလည်းမူတပင်းကိုတစ်ခုပြီးတစ်ခုချကခေါင်းကိုအတွင်တွင်ချမ်း၏လာသည်များအကျွေးရှင်များကိုတိုင်ခံထွက်တွေ့ပြီး အဆင်ပြေရပါစေမယ်ရှင်ကျမစူးစမ်းမှာပါဟုအာမခံ၏ပြီးလင်အာကိုစရာလင်မရှိတော့တဲ့မိမအိုကြီးတယောက်ရဲ့လူမမဲကလေးနှစ်ယောက်ရဲ့အတုံးဝင်တဲ့ဘွယ်လက်မဲ့တစ်ခုနဲ့အလုံးလက်မဲ့တယောက်ရဲ့ပြီးတော့ဖာသေးပြုပြင်ဖို့လူနေတဲ့အိမ်စုပ်ကြီးရဲ့ဟု သူ့ပိုင်ဆိုင်မှုများကိုတွေးပြီးခနဲတက်တဲ့ရဲ့ဤသူ့အမိကမူတမင်းစိတ်မောနေသည်ကိုကြည့်ပြီးစိတ်မကောင်းဟန်ဖြင့် တချိန်ချိန်မတော့အဆင်ပြေသွားပါလိမ့်မယ်တမီးရဲ့ဟုမကြည့်တလို့ဆိုသည်စစ်ကြီးပြီလို့တရုံငန်းပွင့်ရင်ဖြင့်ဆန်မြက်ကောင်းရဲ့ဟုသူ့အမေပြောတဲ့အကြံလင်းစပယ်လိုက်သည်အမောဆိုးတလို့ဖြစ်၏ ညနေခင်းတစ်ခုတွင်မူစပယ်လိုက်သည်ခြံတွင်းကိုပတ်ကြည့်နေရမှဝယုံသုံးကားပြည့်တက်လာပြီးကျုပ်တို့မှာကုစွန်းရက်တွေရှိတာပဲအမေရဲ့ဟုဝန်တာအာရဆိုသည်မနက်ကကျုပ်ဈေးထဲမြင်ခဲ့တာကုစွန်းရက်တစ်စီးတရာတိတိလေးတွေပဲအားလေးပြောပြောတရက်ကို2000ပဲရအောင်တလားစု6000အမေရဲ့ကျွေးကူလေးတွေကျွေးတိမ်ကျွေးမွားလေးတွေနည်းနည်းတော့အသက်ရှူချောင်ပါပဲဟုလဲဝန်တာအာရအတွက်ကိန်းဝင်လိုက်သည် အမေရဲ့တလဆန်100ဖြစ်ဖြစ်150ဖြစ်ဖြစ် တင်လို့ရတဲ့အမြက်ကအိမ်သုံးပေါ်ဟူလဲစရာဆွဲဤတကယ်လို့ငင်းချင်းရပြီးလိုင်းစားလမ်းတာပွင့်လို့ကတော့ဒီအကျွေးလောက်များဟု စိတ်ကူးနဲ့လက်ခံမောင်းခတ်လိုက်သေးဤ မိုးတွင်းတွင်နှင့်ဆောင်းတလနလာသည်ဇပေလိုင်းဤတွက်ကိန်အတိုင်းအစဉ်ပြေနေ၏သို့သောနေပြူပြူဝင်စားပြုလင်ပင်ဇပေလိုင်းဤကစွန်ခင်းသည်ချက်ပြောင်းငပြောင်းပြောင်း၏ပူဆိုးသည်ကတိုက်ပွဲတကြင်းချင်းချလီသည်ဖြင့်တလ150မှန်ထားသောသူအမေဤဆန်အမျက်သည်ပင်ယထာလံပိတ်ကအစရှာမရထို့သူဖြင့်ပင်နှွေစင်းစင်းဝင်သည့်ညနေခင်းတစ်ခုတွင်မူဇပေလိုင်းသည် သူ့အိမ်တောင်တွင်အတုံးဆုံးသည်ဖြစ်ပြန်၏ ငပိမြများနဲ့ရခိုင်တို့လားစီရွှဲရွှဲပေးမြများနဲ့မြို့တို့လားချင်းချင်းငင်ငင်ဆက်ဆက်လားဒါမှမဟုတ်ပေါ့ပေါ့လားပြီးတော့နန်းနန်းမင်းတွေအရက်တွေလည်းထဲ့မယ်နော် ချုပ်တရက်ဆိုရင်တဆွဆွအတုံးနဲ့နေသည့်သူဟန်သည်ပြီးပြီးအတုတ်တယ်မကြီးနဲ့အမချာအမလီအကြီးရဲ့စက်တာမြန်ရော့အင်္ဂါလီတောက်ပေါ်တော်ပေါ်လွန်လို့ဟုပါဇက်ကရွှွှွှဝေအောင်ပြောရင်လက်ကမစွန်းစာများရှိသောဟင်းရီကိုစီတနာရှင်မကြီးဟန်ဖြင့်လောင်းထည့်ပေးလိုက်သည့်အခါတွင်မူပို၍တူသေး၏နောက်နာကြကြရှိတစ်သားပြားပေါ်တွင်မိသွေးဖြင့်ရေးထားသောချစ်စပယ်အတုပ်ဆိုသည့်ဆိုင်းပုတ်လေးကမူလေတိုက်တိုင်းလှုပ်တုံလှုပ်တုံ အခန်းသုံးဘွေရပြီတနစ်ခွဲကန်းရှိလင်မှုစပယ်လိုက်သည်လဆုံးလက်ကင်ပြဆရာအလုံးငါးခုပိုင်မိ၏ ်အမတ်မူမလင်းတလင်းအချိန်တွင်မြင့်မီခင်ကသူ့အမေကောက်ထားသည့်ကစွန်းရွက်ချင်းကိုတဲကပြန်ကြစီပြေးပြီးဖောက်တဲ့ပေး၏ပြီးလင်ညနေအတုပ်ဆိုင်အထက်တူလီမူလီပစ္စည်းများကိုတဆက်ထဲဝယ်၏ထို့နောက်ဈေးပြန်လင်သူ့အမေချက်ထားသည်များကိုခုခတ်စားအဝတ်လဲကသူ့အိမ်နှင့်၆မိုင်ခန့်ဝေးသည့်ရွာသို့စပားပေးအငါးချောင်းဆရာမအဖြစ်ပြေးပြန်သည်တကြွကြွနင်းနေသည့်သူ့ဆက်ပင်ဤနောက်မီတွင်မူချောင်းရှိဆရာမများကိုရောင်းရန် ေးလာသည်အင်ကြီးစားနှင့်လုံးကြီးပိုင်းထုတ်လေးသည်ရင်းရင်းထူထူအာယေအတဝေထုကကြည်ရရေဝါဆွဲကျွေဝဆာနှလုံးပေါက်ကျွေအကျွေဟေဒါတော်မပေါင်းချက်ဘူးလားဟုမောကြီးပန်းကြီးစာတင်၍ပြန်လာပြီးညနေဆောင်လည်းမူသူ့ဘဝသည်နေရီကန်ထဲစင်တကယ်သို့အတုတ်တဲဖြစ်ပြန်သည်နောက်ဆုံးအလောက်ကသုံးလုံး သည်တည်။တန်အလုံးအလုံးလုံးနေစေတစ်ချိန်တစ်ချိန်တည်းတွင်ကျွဲကျွဲကူးရေပါဆိုတယ်လို့အခုခေါ်နေတာကငါ36တဲ့အတိအချဆုံးကတော့ဒီလအဲ့အတွက်ငါတလုံးပိုင်လို့ပြောကြတာပဲဟုခန်းန်းတင်ချအကြောင်းရှင်းရှင်းဝေအောင်ပြောရသည်သုံးလုံးတည်းပြီတည်။ ဇေဆန်းတကယ်သူအလုံးများကိုတခုပြီးတခုလုံးနေတတ်သော စပယ်လိုင်းသည်တစ်ချက်တစ်ချက်တွင်မူတွွေငူးငေးလေးဖြစ်သွားတတ်၏သို့သောလူသည်ချက်ချင်းလိုပင်တက်တက်ကြွကြွပုံပြန်ဖြစ်လာပြီးအတုတ်တပွဲမှ300ပါတော့ဘိုက်ရိုက်စားပါလိကန်စန်းတာပေါ်တော်ကြီးရဲ့ပိုက်ဆံတရားက900ခွဲဖြစ်မဲ့ကိစ္စပဲဟုလူလင်ချူချူဆို၏လာကုန်ပြီဆိုလင်မူစပယ်လိုင်းသည်ချင်းရင်စာအုပ်တအုပ်ဖွင့်ပြီးတကုတ်ကုတ်အလုံးရှုပ်၏ပြီးလင်အမိဆန်အမျက်ကဘလို့လဲဟုလဲသူ့အမိက ကိုမေး၏ထိုနောက်ရသမျှကိုစုပုံပြီးအင်ပိုက်ဆံဒီလာရတာအကုန်ပဲဟုအပ်သည်ကျွေးပေါက်ဆလေးတွေအရင်ဆက်လိုက်အမေသူတို့ကရှုံးရင်လည်းတပဲ၆ပြားဆိုတော့ပြန်မရလဲမေးဆဲရတာအမျက်ဆိုပြီးလူကိုနင်မဲငှက်ဆလာဆဲနေကြမှာပိုတိန်ချီနေတဲ့သူတွေကငွေဆုံးရှုံးပါဆိုလို့ဘာမှပြောရတာမဟုတ်ဘူးတိတ်နေတာဟုလည်းရေစရာလိုလိုပြောလိုက်သည်ဤအခန်းလေး ညနေခင်းတစ်ခုတွင်စပယ်လိုက်သည်ငွေအကျွေးအဟောင်းလေးများကိုတရွက်ချင်းထက်ရင်အင်းအမေအကျွေးတွေကလည်းဘိုးဘိုးအောင်ဝလုံးလိုဖြစ်နေပြီတစ်လုံးဖြတ်နှလုံးပေါနှလုံးဖြတ်လေးလုံးပေါနဲ့ဟုခန့်ညင်းကြီးဆို၏အေးလေးအတိုးနဲ့ဆိုတော့လေလူကသာအိတ်တာအကျွေးကမအိတ်ကျွေးကအရှင်ကိုဟုလဲရေရွတ်သေး၏ ပြီးနောက်ကိုဝင်ကြီးပြောသလိုထမင်းတမတ်မစားဘဲနေရင်ကောင်းမလားလုံးစရာအလုပ်ကတော့ကုန်ပြီတခုပဲကြံတော့တယ်ဟုဆိုလေဘေးတွင်တက်ပြင်းတခြားခြားရှိနေသည့်အမေသည်တမီးဟုခက်လေးလေးခေါ်၏စပယ်လိုက်သည့်အမေကိုမကြည့်အားမိကိုအသာဆက်ပြီးငွေဆက်ရည်နေ၏အတန်ကြာသည့်အထိအတန်ထွက်မလာမှဒါတုံးတော့ဟုမျက်စိလှန်သည် အမေသည်တမီးဤအကြီးကိုမခံခြင်းဟန်ဖြင့်မျက်နာလွယ်၏ဒီလင်းခေါင်းကိုပြင်းကနေကုတ်ပါဇက်ထဲစုနေသည့်တတွေကိုအသာမျိုးချရင်တမီးပြတ်မလာခင်လုံးကတော့ဘေးအိမ်ကကိုဝမ်ပေါင်ကြီးပြောဘူးတဲ့အမေတို့အိမ်ဝင်းကိုစိတ်ပြီးရောင်းမယ်ဆိုသူတို့ဝယ်ခြင်းနဲ့တဲ့ဆယ်ပေဖြစ်ဖြစ်15ပေဖြစ်ဖြစ်တဲ့တပေကိုနှသိမ့်ပေးမယ်တဲ့သူတို့ကချမ်းချည်လေးနဲ့အပင်လေးပါလေးစိုက်ချင်လို့တဲ့ဟုတလုံးချင်းပြော၏ ်ပြီးလေဈေးကတော့သူတို့က9000ပို့ပေးတာပေါ့ပုံမှန်ကတသိန်းခွဲပဲပေါက်တာကိုအမေကစဉ်းစားပါအောင်မယ်လို့ပြောထားတာပေါ့လေအစကတော့မယောင်းသေးဘူးတနေ့အစီပြေလို့ပေါ့လေအခုသမီးကအဲ့ဒီအကျွေးတွေကိုစိတ်ရောက်လုံးနေတော့ရောင်းလိုက်တော့မလားလို့အဲ့ဒါသမီးကိုတိုင်မြင်တာခုတမကြီးချပြီးဆိုသည် စပယ်လိုက်သည် လက်ထဲမှအတွေ့ထုတ်ကိုချပြီး သူ့အမေကိုတွေ့တွေ့ကြီးကြည်ဤထို့နောက်အဲ့ဒါရောက်ရင်အမေအကြွေးကကြည်မာလာဟု အတန်ကိုထိမ့်ပြီးမေဤ စပယ်လိုက်အမိသည်ဟင်းကနေတက်ပြင်းချပြီးသူတို့ကလျှက်10မီတာ10မီတာပါဝဲခြင်းနဲ့ပြောတယ်အားလုံးစု55လောက်ရမှာပေါ့ဒါဆိုရင်တော့တမီးရဲ့ကျွေးကြည့်တဲ့ကြီးမဟုတ်ပေမဲ့အတူပြီးနေရတဲ့ကျွေးရှင်တွေတော့ရှင်းသွားမှာပေါ့ဒါဆိုပါပဲဖြစ်ဖြစ်ကြံတဲ့ကျွေးတဲသေးလေးတွေကိုကျွေးတဲသေးလေးတွေကိုကအေးအေးဆက်လို့ရတာပေါ့ခုကရှာရသမျှအတူးစာဖြစ်နေတာဆိုတော့ခုတူတူဆိုသည် ဇပယ်လိုင်းသည် သူ့အမေပြောနေသည်ကိုနားထောင်ရင်းဘာပြန်ပြောရမည်မှန်းစကားရှောင်မရရုံတရဲဆွမ်းအားသလိုဖြစ်နေသည် အနေငယ်ကြာမှမျက်ရည်တပေါက်လင့်ခနဲဆင်းလာပြီး အဖေသာရှိရင်တော့ဟုတစ်ချက်ရှိုက်ရင်ဆိုသည်ပြီးလင်ဒါပဲလောက်ဆရာရှိတာပဲလို့ပေါ့အမေရဲ့နောက်ပြောင်းဝင်ကြတာပေါ့ဟုနှက်ကိုရွှတ်ခနဲတုတ်ကဆိုရင်ဘေးတွင်မျက်နှာငယ်နဲ့ရှိနေသည့်အငယ်နှကောင်အား ကြားတယ်နော်နင်တို့ကိုပေးစရာဘာအမွေမှမကြံဘူးပညာတစ်ခုပဲရမယ်ဟုမန္တလိုဆုံးမဤထို့နောက်တင်ကြပေါ့ဟဲ့နင်တို့တွေဘွေးရပညာတွေတက်တော့ငွေရှာပြီးပြန်ဝင်ကြရုံပေါ့ဒါရှိတာပဲဟုပြောဤအတန်ကြာမှတစ်ခုကိုတတိယဟန်ဖြင့်ဟက်ခန်နဲ့လောင်တယ်လို့ရယ်ပြီးနင်တို့ရတဲ့ဘွေးအသုံးဝင်တယ်ဆိုရင်ပေါ့လေဟုတီတိုးဆက်သည်အခန်းငါး လာမိုင်ညာဖြစ်၏ညာစည်းသိမ့်ပြီးပြန်လာသည့်စပယ်လိုက်သည်လှုပ်လီလှုပ်လက်ဖျောင်းတိုင်းပြီးအောက်တွင်ငွေအကျွေးများကိုတရွက်ချင်းထက်နေရင်ဘေးမှငုတ်တုတ်ထိုင်ပြီးစောင့်နေသည့်မိခင်အားအမေဟုဂျွန်းတွန်းတွန်းအတန်ဖြင့်ခေါ်သည် သူအမေကဘာလဲသမီးဟုထူးလင်ဘာမှပြန်မပြောသေးပဲဟီးခင်းနေရည်၏အတန်ကြာမှ25တန်းကောင်းရရင်အမေအကျွေးကြည့်ပြီလားဟုမေး၏ ဘယ်ကပိုက်ဆံရမှာမို့လို့လဲအေးဟုသူ့အမေကတပင်းမှုရင်းမေးလင်စပယ်လိုက်သည်ကြိုက်တယ်တော့မဟုတ်ပါဘူးလမ်းထိပ်ကတော်တင်ညွန့်သားအကြီးကောင်အသားမဲမဲမှုကလားကြီးလို့ခေါ်တဲ့တယောက်လေအဲ့ဒါသူကသမီးသဘောတူရင်25သိန်းနဲ့လာတောင်းမယ်ဆိုလို့အမေအကျွေးမြန်းကြီးမလားမေးကြည့်တာဟုဆို၏ထိုစဉ်လေးတချက်ဝေးပြီးဖျောင်းနိုင်မည်သည်ဟုတ်ခနဲ့ငိမ့်လေရအမောင်သည်ဖြက်ခနဲ့ကြီးဆို၏ ကွဲဒီလီကလည်းဖူသောစပယ်လိုက်အမေဤတီတိုးညင်းညူတန်သည်အမောင်ထဲမှခက်တဲ့တဲ့ထွက်လာပေသည်ဝိထုမိတ်ဆက် ဒီဝိထုရဲ့အစစာကြောင်းကကျွန်တော်အမေကပြောခဲ့တာဖြစ်ပြီးအဆုံးသတ်စကားကိုတော့ကျွန်တော်အမတဝင်းခွဲကပြောခဲ့တာပါဒီစကားနှခုကြောင့်ပဲဒီဝိထုကိုရေးဖြစ်ခဲ့တာပါမမှန်ရရဒီဝိထုရေးတုန်းကစိတ်ညစ်ညူးစရာအကြောင်းကို စာဖတ်သူစိတ်မညစ်ရအောင်ထိတယ်လို့ရည်တယ်လို့တယောတယ်လို့ပေါပေါပါပါပုံဖော်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့တိတ်ကြောမအောင်မြင်လာပါဘူးကျွန်တော်အမေကိုပြီးဖက်ဖို့မရေခဲ့တဲ့ဝိထုတစ်ပုဒ်ပါရှင်အေး နားဆင်အပီကင်းကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးဒီကင်းကြပါပြီစိတ်ပင်ပန်းမှုများကင်းဝေးသောနေ့လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်